အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပေလေးကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ကနေစပြီးတော့ကျွန်တော်ကာလီဗန်ကိုအခြေခံလေးကနေစပြီးတော့နည်းနည်းချင်းစီကျွန်တော်တင်ပြပြီးတော့မှာဖြစ်ပါတယ်အခုကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ကျွန်တော်လက်ထဲမှာရှိတဲ့ဒီကာလီဗန်လေးက second key c key ပေါ့ပြီးတော့ဒီမှာ27 key လေးရှိတယ်34 key လေးရှိပါတယ် ကျွန်တော်ဒီမှာရှိနေရတော့ဒါ second key c key ပေါ့ဒါ beginner တွေအတွက်အဲလူသုံးများဆုံး key ပေါ့ beginner တွေအတွက်လည်းအဆင်ပြေတဲ့ caravan လေးဖြစ်ပါတယ်အဲဒါလေးကိုကျွန်တော်ဗာလီပြောပြကြရတာလဲဆိုတော့ဒီ caravan မှာပါနေဒီ1 2 3 4 5 6 7ဒီဘက်မှာလည်း1 2 3 4 5 6 7ဒီဘက်မှာလည်း1 2 3တရားလေးကိုကျွန်တော်ပြပြပေးချင်တာဖြစ်ပါတယ် ပမာဆုံး1 2 3 4 5 6 7ကိုကျွန်တော်ဒီကြည့်ပြမယ်ဒါကြောင့်ပမာပါတယ်ဒိုရီမီဖာဆိုလာဒီပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်1 2 3 5ချက်ပုံကိုစပြန်ဒီပြပါမယ်ထပ်ဒီပြပါမယ်ဒိုရီမီဖာဆိုလာဒီပါပဲဒီအောက်မှာဘာမှမပါတဲ့ ကဏ္ဍလေးကြည့်ရတာကနည်းနည်းလေးနှိမ့်တဲ့အမှာဒီအပေါ်မှာနည်းနည်းအဲတစ်ပေါ်မှာဒီဘာလေးအပွင့်လေးတစ်ပွင့်ပေါ့ပါတဲ့ဟာကျွန်တော်ကိုနည်းနည်းလေးမြင့်တဲ့အမှာအဲ့မှာထပ်ပြီးတော့အပွင့်လေးနှစ်ပွင့်ပါတဲ့ဟာအဲမြင့်ဆုံးတန်ပေါ့နော်နည်းမြင့်ပုံမြင့်တဲ့တန်လေးပေါ့ Okay ပါကျွန်တော်တို့တခြင်းနေမှာကျွန်တော်ဒီပြရဲ့တခြင်းနေမှာလေဒီ လုပ်လေးတွေထဲမှာဟိုပမာပါတဲ့ခဏလေးနဲ့ဟာရှိရယ်အပေါ်မှာတပွင့်ပါတဲ့ဟာရှိရယ်အပေါ်မှာနှစ်ပွင့်ပါတဲ့ဟာလေးရှိပါတယ်အဲ့အားလေးကိုလာပြီးရှင်းပြပေးရဖြစ်ပါတယ်အခုကျွန်တော်တခြင်းလေးတစ်ပုဒ်အနေနဲ့ကျွန်တော် you are my sunshine ဆိုတဲ့တခြင်းလေးကိုကျွန်တော်ဒီပြပေးမှာဖြစ်ပါတယ်ကျွန်တော် description မှာလည်းကျွန်တော်ဒီတခြင်းလေးကိုနှုတ်လေးကျွန်တော်ချပြတာမှာဖြစ်ပါတယ် မှာ session ချင်းလေးကိုကျွန်တော်တိပြပြီးတော့ဖြစ်ပါတယ်ကျွန်တော် note လေးကိုတော့ description လေးမှာချပေးထားပါခင်ဗျာနောက်ဗီဒီယိုများမှာလည်းကျွန်တော်ဒီတချင်းလေးကိုဒီအမြန်တိပြပေးမယ်ပုံမှန်လေးတိပြပေးမယ်ပုံမှန်ဒီလိုမျိုးလေးတိပြပေးမယ်ပြီးကြရင်ကျွန်တော်အနည်းလေးနဲ့တိပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်